အေရရီတိုင်းမအူဝင်မြို့ကိုစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရောက်လာတဲ့အချိန်မှာမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်ရုတ်ရုတ်တဲတဲတွေဖြစ်ကြတယ်လို့မအူဝင်မြို့ခန့်နေစရာနေသိရပါဗျ။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လာမဲ့မအူဝင်မြို့ကမွေးမြူရည်နဲ့စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းအနီးအနားမှာရှိတဲ့အောင်စုပန်တရက်ကွက်မှာမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်ရုတ်ရုတ်တဲတဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။စကောင်းဆောင်ကနိုဝင်ဘာလ23ရက်နေ့မနက်မှာအမှတ်1ရပ်ကွက်မှာရှိတဲ့မွေးမြူရေးနဲ့စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဖွင့်ပွဲကို ွားရောက်တာဖြစ်ပြီးခလာယာ29တက်မှာအသင်းလှုပ်ထားတဲ့ Hesky ကွင်းမှာဆင်းသက်ခဲ့တယ်လို့မူဝင်မျိုးခန်တီကပြောပါရယ်စစ်ကောင်းဆောင်လာတဲ့အတွက်မူဝင်မျိုးပေါ်ကလမ်းနေမှာလမ်းထိပ်တစ်ခုကိုစစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်နဲ့ရဲတပ်ဖွဲ့ဝင်2ယောက်လက်နက်အပြည့်စုံနဲ့ကင်းချထားပြီးမူဝင်မျိုးကန်နာလန်တရုတ်ဘုံကျောင်းနဲ့အထက်အမြင့်အဆောက်အဦတွေပေါ်မှာပါစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကစနိုက်ပါတနတ်တွေနဲ့လုံခြုံရေးယူပေးထားတယ်လို့သိရပါရှင် စစ်တပ်တွေဝန်ရံထားတဲ့မင်္ဂလာတုံမြို့နယ်ထဲမှာကြားဖြတ်ငွေလိမ်လုပ်ငန်းအထိုင်ချလုပ်ကိုင်နေတာနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုတာတွေရှိပေမဲ့ဟန်မပြတ်ဆက်ရှိနေတယ်လို့မြို့ခံတွေဆီကနေသိရပါဗါ။အဲ့ဒီကြားဖြတ်ငွေလိမ်လုပ်ငန်းတွေကတော့စစ်တပ်ပတ်လည်ရှိနေတဲ့ခေဘင်လမ်းကွင်းနဲ့တညင်းကုန်းလမ်းစုံကြားမှာအထိုင်ချပြီးလုပ်ငန်းလုပ်ကိုင်နေတာတွေရှိတယ်လို့ကိုရိုင်းငွေလိမ်ခံရပြီးအဲ့ဒီနေရာကိုရောက်ခဲ့ပူတဲ့သူတွေကထုတ်ဖော်ပြောဆိုထားကြပါဗါ။ မျိုးခန့်နေငွေလိန်ခံရတဲ့သတင်းတွေထွက်လာခဲ့ပြီးတဲ့နောက်မှာကြားဖြန့်ယုံရှိတဲ့နေရာစီကိုလူဝင်ထွက်တွေတင်းကျပ်ထားပြီးလုပ်ငန်းဆက်ရှိနေသေးတဲ့လှုပ်ရှားမှုတွေလည်းဆွတ်တနေရတယ်လို့ကိုယ်တိုင်ငွေလိန်ခံရသူတွေမိသားစုဝင်တယောက်ကပြောပါရတယ်။အဲ့ဒီကြားဖြန့်လုပ်ငန်းအနီးပတ်ဝန်းကျင်မှာတက်မ646တငင်းကုန်းစစ်သားစုဆောင်ရေးတပ်စစ်ဆေးတက်ကတူစစ်တပ်လိုင်းကန်းမင်္ဂလာတုံမြို့မှာရဲစခန်းတို့ရှိနေတဲ့အတွက်စစ်တပ်ရဲ့အကာအကွယ်ယူပြီးလုပ်ငန်းလေပတ်နေတဲ့သဘောဖြစ်နိုင်တယ်လို့မြို့ခံပြည်သူတွေကပြောဆိုကြပါဗျာ။ ကြားဖြတ်ငွေလိမ်လုပ်ငန်းမှာနိုင်ငံတကာကအမြင့်ပြည့်နှိမ်နင်းဖို့လိုအပ်တဲ့ပြဿနာတစ်ခုအဖြစ်နဲ့သတ်မှတ်ထားပြီးအဲ့ဒီလုပ်ငန်းတွေကြီးထွားလာအောင်အကာအကွယ်ပေးနေတဲ့သူတွေပါအရေးယူဖို့လှုပ်လာပါတယ်။အဲ့ဒီကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်မှုမရှိဘူးလို့စစ်တပ်နဲ့နေကြားဆောင်တဲ့ခေါင်းဆောင်ပိုင်းတွေကအသေးအတန်ညှင်းဆို့ထားကြပြီးတော့ဟန်ပြနှိမ်နင်းရေးလုပ်ရက်တွေကိုအသုံးပြုပြီးဝါရဖြန့်နေတာရှိနေပါတယ်ရှင်။ စကိုင်းတိုင်းမင်းကင်းမြို့နယ်လောင်ပြေရွာအနီးချင်းတွင်းမြစ်အတွင်မှာရွှေမျောမောင်းနေတဲ့မော်တော်တွေကိုနိုဝင်ဘာလ22ရက်နေ့မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်15ရောက်ထပ်မနေတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။တဒဦးလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့နိုဝင်ဘာလ22ရက်နေ့မွန်လဲတနားရီခွဲကျော်အချိန်မှာတစ်ကြိမ်ညနေ4နာရီလောက်မှာတစ်ကြိမ်လေကြောင်းကနေဘုံ6လုံးကျဲချထိုက်ခဲ့ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ ေဆုံးသူ15ယောက်ထက်မနည်းရှိပြီးချင်းတွင်းမြစ်တဲကိုအလောင်းနေမျောပါသွားတာတွေရှိနိုင်တဲ့အတွက်တေဆုံးသူအတိအကျကိုသိနိုင်ဖို့ခက်တယ်လို့ဒေသခံတယောက်ကပြောပါရယ်။လောင်ပြေရွာအနီးကရွှေမျောလွက်ကွက်အားဒေသခံပြည်သူတွေကရွှေမျောမပြုတ်လောက်ဖို့ဆန္ဒပြတောင်းဆိုနေတဲ့နေရာဖြစ်တယ်လို့သိရပါရယ်။စစ်ကောင်စီတပ်ကပုံကျဲချသွားတဲ့နေရာမှာဒေသခံကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေတဲ့အချိန်ပါရာမော်တာ3စီးနဲ့3ချိန်အထိလာရောက်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါရယ်ရှင်။ စစ်ကောင်စီတပ်နဲ့ကိုကန်တက် MNDAA တို့ကြားမှာအခြေအနေပြန်လည်တင်းမာလာပြီးတဲ့နောက်နိုဝင်ဘာလ20ရက်နေ့ကနေစပြီးမူဆယ်မှာစစ်တပ်ကလေကြောင်းကနေစစ်တီအင်အားတွေထက်လာဖြစ်နေတယ်လို့ဒေသခံတွေကနေသိရပါဗျ။နိုဝင်ဘာလ21ရက်နေ့မှာစစ်တပ်ကမူဆယ်မှာရဟတ်ယင်နဲ့စစ်သားတွေလာချသွားတယ်လို့နိုဝင်ဘာလ22ရက်နေ့ကလည်း Y12 လေယာဉ်နဲ့နှစ်ခေါက်လာချသွားတယ်လို့ဒေသခံတွေကပြောပါဗျ။မူဆယ်မှာနိုဝင်ဘာလ20ရက်နေ့ကနေစတင်ပြီးတနေ့ကိုရဟတ်ယင်နှစ်ခေါက်ဆင်းသက်တယ်လို့ဒေသခံတွေကပြောကြပါဗျ။ ိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့တင်ပိုက်ထားတဲ့နယ်မြေတွေကနေ2008ဖွဲ့စည်းပုံအခြေခံဥပဒေကသတ်မှတ်ထားတဲ့အတိုင်းဆုတ်ခွာရမှာဖြစ်ပြီးမဆုတ်ခွာပါကထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့စစ်ကောင်စီနဲ့နှိဆက်သူကပြောပါရယ်စစ်ကောင်စီနဲ့ MNDA တို့ကြားမှာလာရှုံမြို့နယ်မှာနယ်မြေနဲ့ပတ်သက်ပြီးညှိနှိုင်းမှုအဆင်မပြေတာကြောင့်နှစ်ဖက်အခြေအနေတင်းမာနေပြီးအခုနိုဝင်ဘာလ25ရက်နေ့မှာထပ်မံတွေ့ဆုံညှိနှိုင်းမှုရှိတယ်လို့လာရှုံဒေသခံတွေကနေသိရပါရယ်ရှင် မကွေးတိုင်းမြိုင်နဲ့ပေါင်းမြို့နယ်အဆက်ကိုဘုံကျဲဖို့ရောက်လာတဲ့စစ်ကောင်စီတပ်ရဲ့ပါရာမော်တာတစ်စီးကိုနိုဝင်ဘာလ22ရက်နေ့ညနေ9နာရီကျော်မှာပြစ်ချနိုင်ခဲ့တယ်လို့မြိုင်ပါကဖားကထုတ်ပြန်ထားပါတယ်။ပခုတ်ကူတပ်မတရား1ကနေပါရာမော်တာနှစ်စီးတက်လာတဲ့အတွက် မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပစ်ခတ်ရာကနေတစ်စီးပြတ်ကျသွားပြီးရင်မမာပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့လွတ်မြောက်နေစေဖြစ်တယ်လို့ဆိုပါတယ်။ တမ101တဲကနေမြိုင်နယ်ဇက်ကိုလာပြီးဘုံကျဲတဲ့ပါရာမော်တာတစ်စီးကိုတော်လန်ရေးတပ်ဖွဲ့တွေကထိအောင်ပစ်လိုက်တဲ့အတွက်ပြက်ကျခဲ့ပြီးပါရာမော်တာကိုတွေ့ပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်2ယောက်ကိုတော့လိုက်ဖမ်းနေတယ်လို့မြေပြင်ရဲဘော်တယောက်ကပြောပါရယ်မြိုင်နယ်ပေါက်ဒေသကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက်ထိတိတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်ကောင်စီတပ်ရဲ့ပါရာမော်တာကနေဘုံကျဲတိုက်ခိုက်တာတွေလည်းလှုံ့ဆော်နေတယ်လို့သိရပါရယ်ရှင် မကွေးတိုင်းပခုတ်ကူနီးပညာတက္ကသိုလ်ဟာကျောင်းအုပ်အပါအဝင်၄ဦးဟာနိုဝင်ဘာလ၁၈ရက်နေ့မှာလက်နက်ကင်အဖွဲ့တစ်ခုရဲ့ဖမ်းဆီးရာကိုခံလိုက်ရတယ်လို့အဆိုပါတက္ကသိုလ်နဲ့နေဆက်သူတွေစီကနေသိရပါဗျ။ဖမ်းဆီးခံရတဲ့သူတွေဟာပခုတ်ကူနီးပညာတက္ကသိုလ်ဟာတာဝန်ခံကျောင်းအုပ်ဒေါက်တာမြတ်မြမွေးနဲ့ခင်မုန်းဖြစ်သူဦးသက်ကိုမောင်တို့အပါအဝင်၄ယောက်ဖြစ်ပြီးဘေးအဖွဲ့ကဖမ်းဆီးရတယ်ဆိုတာနဲ့ဗမာဖမ်းဆီးရတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါရစေ။ ဖန်စီခံရတဲ့သူတွေဟာပခုတ်ကူရေစကြိုလမ်းပေါ်ကကြောက်လေကကြေးရွာအနီးနားမှာလက်နက်ကင်အဖွဲတစ်ခုရဲ့ဖန်စီတာကိုခံခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။အမည်မဖော်လိုတဲ့ဒေသခံတအူးကတာဝန်ခံကျောင်းအုပ်ဒေါက်တာမြတ်မြတ်မွေးဆိုတာကနန်းစီတန်တယောက်ဖြစ်တယ်လို့ဆိုပါဗျ။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းလုံခြုံရေးအကြောင်းပြပြီးတော့အဲ့ဒီတက္ကသိုလ်ထဲမှာစစ်တပ်ကိုအထိုင်ကျတက်ဆွဲခိုင်းတာသူဖြစ်တယ်လို့လည်းသိရပါဗျ။ DVV အနေနဲ့ကတော့အဲ့ဒီအချက်ကိုတိကျအတည်မပြုနိုင်သေးပါဘူး။ ပခုတ်ကူနီးပညာတက္ကသိုလ်ဟာတာဝန်ခံကျောင်းအုပ်ဒေါက်တာမြတ်မြမွေကိုတော်လှန်ရေးတပ်ဖွဲ့တွေဘက်က CDN ပြုလုပ်ဖို့အကြိမ်ကြိမ်သတိပေးပြီးဖမ်းဆီးထားတဲ့အဖွဲ့တွေကိုတော့စုံစမ်းနေတယ်လို့ပခုတ်ကူအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက DVB ကိုပြောပါရရှင်ရှမ်းပြည်နယ်တောင်ပိုင်းပင်တရမြို့နယ်မှာစန့်ခိုင်ရေးပါတီကိုဝင်ရောက်ရင်စစ်မှုရန်ကင်းလွတ်ခွင့်ပေးမယ်ဆိုပြီးလူငယ်တွေကိုစီယုံရင်ဆင်းနေတယ်လို့ဒေသခံတွေကပြောပါရတယ် စစ်ကောမရှင်ကခန့်ထားတဲ့လက်ရှိဒေတာဦးစီးဥက္ကဋ္ဌဦးအကာလင်းကဥဆောင်မဲဆွဲနေတာဖြစ်တယ်လို့သိရပါဗျ။ဦးအကာလင်းကလာမယ့်ရွေးကောက်ပွဲမှာ USDP ပါတီကိုစားပြုကပင်တရမြို့နယ်မဲဆန္ဒနယ်ကိုစားပြုပြည်내လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ဝင်ရောက်ရှင်ပိုင်သွားမှာဖြစ်တယ်လို့သိရပါဗျ။ပင်တရတောင်ပိုင်းပွေးလာစံသိန်းကုန်းကြားကောင်းဝါတရားဝါပင်ရွှေပထိုးအစရှိတဲ့ကျေးရွာအုပ်စုတွေမှာရွာလှည့်ပြီးအခုရက်ပိုင်းအတွင်းမှာနေစဉ်မဲဆွဲစည်းရုံးနေရလို့ဒေသခံတွေကပြောပါဗျ စစ်ကောင်စီကအသက်သွင်းထားတဲ့ပြည်သူ့စစ်မှုရန်ဥပဒေရဲ့ထုတ်ပြန်ချက်တွေနဲ့အခမ်းအနားတွေမှာတော့နိုင်ငံရေးပါတီတခုခုကိုဝင်ရောက်ခြင်းဖြင့်စစ်မှုရန်တာဝန်မှကင်းလွန်ခွင့်ပြုသည်ဟုသောအချက်ပါဝင်ခြင်းမရှိပါဘူးရှင်။လာမယ့်ရွေးကောက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေမဲပေးနိုင်မှုမဲယုံတွေကိုတက်မှာပဲထားရှိသွားမယ်လို့စစ်တပ်နဲ့နှိစက်တဲ့အတိုင်းဝန်စီကနေသိရှိရပါဗျာ။ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေအနေနဲ့တာဝန်ကြရာတည်ရင်မဲယုံနေမှာပဲမဲပေးရမယ်လို့ဆိုပါရယ်မဲယုံတွေကိုအပြစ်မထုတ်ပဲတက်အတွင်းမှာပဲထားရှိပြီးတာဝန်ကျသူတွေနဲ့ရှေ့တန်းပါသွားတဲ့သူတွေအနေနဲ့နီးစက်ရတက်မှာပဲမဲပေးရမယ်လို့အမိမဖော်လို့တဲ့စစ်တပ်အရာရှိတယောက်ကပြောပါရယ်။ဒါအပြင်စစ်တပ်မိသားစုဝင်တွေအနေနဲ့စန့်ခိုင်ရေးပါတီတခုတည်းကိုပဲမဲပေးရမယ်လို့ညွှန်ကြားထားပြီးတခြားပါတီကိုမဲပေးရင်အေးအေးယူခံရမယ်လို့ချိန်ချောက်တာတွေလည်းရှိရလို့ဆိုပါရယ်။ သူတို့သတ်မှတ်ထားတဲ့ပါတီကလွင်ကြံပါတီတွေကိုပေးခွင့်မရှိဘဲပေးခဲ့ရင်လည်းလိုင်းခန်းကနေဖယ်ပေးရမယ်လို့တပ်ဖွဲ့ဝင်တယောက်ရဲ့ဇနီးကပြောပါရယ်။ပြီးခဲ့တဲ့2020အထွေထွေရွေးကောက်ပွဲမှာတက်မဲယုံတွေကိုတက်တွဲမှာမထားရှိဘဲတက်ပြင်မှာမဲယုံတွေမှာတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေဟာလွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိခဲ့ပါရယ်ရှင်။ မန္တလေးတိုင်းတောင်သာမြို့နယ်ထဲမှာနိုဝင်ဘာလ21ရက်နေ့မနက်၈နာရီလောက်ကစစ်ကောင်စီတပ်စစ်ကြောင်းကဒရုန်းနဲ့ပုံကျဲပြီးလူနေအိမ်တွေကိုမီးရှို့တဲ့အတွက်လူနေအိမ်60နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။တပ်တော်80ဝန်းကျင်စီရတော်တပါးလည်းပြန်လည်တော်မူခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။အင်အား150လောက်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကတောင်သာမြို့နယ်တမိုင်လောက်သာဝေးတဲ့ညောင်တိုရွာကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်ပြီးရွာကိုမီးရှို့ခဲ့တယ်လို့ဆိုပါဗျ။ လက်ရှိမှာတော့စစ်ကြောမရှိပေမဲ့ရွာခန်တွေကရွာတွေကိုပြန်မဝင်ရဲသေးပဲရွာပြင်မှာဖြစ်တယ်လို့နေထိုင်နေရပါတယ်။ကျမ်းမာရေးမကောင်းတဲ့အသက်တော်80ကျော်ဆရာတော်တပါးကမိထဲမှာပါသွားပြီးလူနေအိမ်40လောက်လည်းပြီးလောက်ပျက်စီးခဲ့တယ်လို့တောင်သာမြို့နယ်လူအခွင့်ရေးတာဝန်ခံက TVB ကိုပြောပါတယ်။ညောင်တို့ကျေးရွာဟာလူနေအိမ်60ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီးဒေသခံတွေကတော့နိုဝင်ဘာလ22ရက်နေ့ညပိုင်းအထိဘေးလွတ်ရာနေရာတွေမှာစစ်ဘေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ ညောင်တို့ကြီးရွာဟာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု၃ချိန်ထပ်မင်းကိုခံရတယ်လို့သိရပါတယ်ရှင်။ပဲခူးတိုင်းဇီးကုန်းမြို့ပေါ်က KTV ထဲမှာတောက်စားပျော်ပါနေကြတဲ့စစ်သားနဲ့ရဲတွေကိုနိုဝင်ဘာလ22ရက်နေ့ည7:00နာရီဝင်းကျင်မှာဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက်စစ်သားနဲ့ရဲ9ယောက်တိတ်ဆုံးပြီးလက်နက်ခဲယမ်းတွေကိုလည်းတင်းဆက်ရရှိခဲ့တယ်လို့ Netherlands 3801တက်ခွဲ3စီကနေသိရပါတယ်။ နတလင်းမြို့ပေါ်က KTV တခုမှတောက်စားပြော်ပါနေတဲ့ရဲနဲ့စစ်သား9ယောက်ကိုအခန်းထဲအထိဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက်ဘာမှတုံ့ပြန်ချိန်မရလိုက်ပဲ9ယောက်စလုံးတိတ်ဆုံးသွားတယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်သားတွေက KTV ကိုညာတိုင်းလာတယ်လို့သတင်းရတဲ့အတွက်ဝင်ပစ်ခဲ့တာဖြစ်ပြီးတိုက်ခိုက်တဲ့အချိန်ရုပ်သံတဲ့ဗီဒီယိုတွေကိုတော့မရိုက်ကူးနိုင်ခဲ့ဘူးလို့နတလင်း3801တက်ခွဲ3တက်ခွဲမှုကိုအောင်က DVB ကိုပြောပါရယ် တိုက်ခတ်မှုအတွင်းကနေ G3 တနက်တလက်ဂျီပေါက်၄ခု G အတောင်၈၀ equipment ၂ခုဓာတ်၃ချောင်းနဲ့လက်ထိပ်တစ်ခုတို့ကိုတင်ဆက်ပြီးတက်ပြန်ဆုတ်လာရလို့သိရပါတယ်တိုက်ခိုက်ခံရမှုအတွင်းမှာတော့တည်ဆုံသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကိုညာရင်းချင်းပဲစစ်တပ်ဘက်ကလာရောက်တဲဆောင်သွားကြတယ်လို့ဒေသခံတွေဆီကနေသိရပါပါရှင်။